Hello အားလုံးမင်္ဂလာပါအောင်ဖိုးမိုင်းချင်းကနေကြိုဆိုပါတယ်ဆိုတော့ပရီးမီးယားလိပွဲစဉ်၈ရက်အစောဆုံးအဖြစ်ကစားတဲ့ Nottingham Forest နဲ့ Chelsea တို့ပွဲမှာ Chelsea ကအဝေးဝင်း၃ဂိုးကိုမရှိဆိုတဲ့ရလနဲ့ကျွန်တော်သာအနိုင်ရတယ်ပေါ့လေဒီနေရာမှာလူငယ်ကစားမလေးဖြစ်တဲ့အချင်းပေါင်ရဲ့56မိနစ်မှာကောင်းတိုက်သွင်းသွားတဲ့တွင်ကိုတကူရဲ့နောက်ကျဂျောင်ပက်ထရိုရဲ့ free kick ကတကူရဲ့ James ရဲ့ penalty area ထဲမှာပိတ်သွင်းတဲ့တလုံးရယ်နဲ့၃ဂိုးပြည့်နေသူတို့က9နာဆိုတော့ဒီပွဲမှာလည်း အဲချဲစီကအနီကတ်ဒီဘာတွေထိပြီးတော့နောက်ဆုံး6ပွဲမှာအနီကတ်5ကတ်ဒီဇက်တိုက်ထိထားတဲ့အခြေအနေမျိုးကြီးကြုံနေရတော့ကစားမားတွေရဲ့ discipline အားနည်းမှုနဲ့ပတ်သက်လို့လည်းဝေခန္ဓာဝေဖန်တာမျိုးတွေကျွန်တော်ရှိနေတယ်ပေါ့လေဆိုတော့ဒီပွဲနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါအလုံးမင်္ဂလာပါအလုံးမင်္ဂလာပါဆိုတော့ပရမသွန်းကတော့ forest ပေါ့လीเนาะ northern forest နဲ့ပတ်သက်လို့အစပြောရရင်ကျွန်တော်ကတော့ဒီနီးပြ positive glue နေနေတယ်ပေါ့เนาะ တိတ်ပြီးတော့ရေရှည်ရှိတော့မယ်လို့ကြာကြာရှိတော့မယ်လို့ကျွန်တော်မထင်ဘူး။ဘာလို့လဲဆိုတော့ positive go guru သူသိတယ်။ဒီပိုင်ရှင်ဟာသူ့ကိုခန့်အပ်ထားတော့ကသူ့ထက်အများကြီး performance ကောင်းပါတယ်ဆိုတဲ့နီးပြမျိုးကိုသူကဗောနော်ပယ်ပြီးတော့ခန့်ထားတာ။ဆိုတော့ရလက်တီစိုးနေပါတယ်ဆိုတဲ့နီးပြကိုကျွန်တော်တို့ဆက်ပြီးတော့ထားစရာအကြောင်းကအများကြီးမရှိဘူး။နော် positive go guru ကိုတိုင်ကတော့ဒီဘယ်လိုပြောမလဲ press conference တွေပါဒီမှာအချိန်ပေးရင်တော့ဗောနော်ကျွန်တော်အနေနဲ့ဗောနော်ဒီဖလားတလုံးเนี่ยအမြဲတမ်း ဟိုဇက်သိန်းလေးရှိရဲဆိုတာတိကျမှာပဲဘာညာပြောထားတယ်ဆိုပေမဲ့လေလို့အချိန်ပေးဖို့ကလည်းရက်လက်ဒီကောင်းအောင်လှုပ်ပြနိုင်အောင်မှကျွန်တော်ဖြစ်မှာအဲ့တော့လက်ရှိမှာဆိုလို့ရှိရင် Nordian Forest မှာ positive ကိုကြီးရောက်ခရေကအဆင်မပြေဘူးရက်လက်ဒီမကောင်းဘူး Forest ကနိပြ positive ကိုရဲ့လက်အောက်မှာပေးကို78ကိုကြီးကျွန်တော်ရှိထားတယ်အဲ့ဒီ78ကိုတွေမှာဆိုလို့ရှိရင်71ကိုဟာ set piece တွေကနေကျွန်တော်လာတယ်ဒါဟာတော်တော်ကိုအလွတ်တေကန်ဘောတွေ free kick တွေပေါ့အလွတ်ဒီမှာတော်တော်ကိုတိုင်ပတ်တယ်လို့ကျွန်တော်ပြောရမယ်ဒေါင်းကန်ဘောတွေမှာ ဘိုးရီတောက်၆ကျွန်တော်ပေးနေရတာဆိုတော့ forest ကတတော်ကို တိုင်ပက်လာပါပြီဆိုတော့ဒါကြောင့်ပေါ့နော်ဒါပိုင်းရှင်ဖြစ်သူအနေနဲ့ကတော့ဒီရက်လက်ဒေတာထပ်ပြီးတော့ဟိုတိုးတက်အောင်မလုပ်နိုင်ဘူးဆိုရင်ပိုစီဂူဂလူကိုထုတ်ပယ်လိုက်မယ်လို့ကျွန်တော်ထင်တယ်လို့အဲလက်ရှိမှာလည်းကျွန်တော်ကတော့ထုတ်ပယ်လိုက်မယ်လို့ကျွန်တော်ထင်တယ်သူတို့ဒီဒီဘက်အတော်တွင်လာပယ်တယ်နောက်တစ်ပတ်လာသူတို့ဒီ Europa League တွေပါတယ်ကျွန်တော်ကစားရအောင်မှာ forest ကအခုဆိုလို့ရှိရင်ကျွန်တော်ဒါအဆင့်ဆက်ခွန်နာကိုပြန်ရောက်လာပြီချစ်ပွဲကစားပြီးတဲ့အချိန်မှာမှသူတို့တပွဲပဲနိုင်သေးတယ်အဲ့ဒီနိုင်ပွဲကလည်း တို့ဒါနူနူဆန်ဒိုစ်ယူပေးသွားတဲ့နိုင်ပွဲတရီနှစ်ပွဲကြာပြီးတော့၅ပွဲထိသူတို့ရှုံးနေထားတယ်တိုက်စစ်ကကျွန်တော်ဒီဘယ်လိုပြောလဲတိုက်စစ်ကဗောနော်အခုလက်ရှိအခြေကြီးကျွန်တော်ဒါ၅ခုပဲကျွန်တော်ရာသီးတယ်နော် တိုက်စစ်က၅ခုပဲရာသီးတယ်ခန်စစ်က10ခုထိကျွန်တော်15ခုထိကျွန်တော်ပေးထားရတယ် goal difference ကျွန်တော်10ခုထိကျွန်တော်ရှိတယ်ဒါဟာဘလို့မှအခြေအနေကောင်းနေကျွန်တော်မဟုတ်ဘူးဒီပုံစံတိုင်းဆက်သွားမယ်ဆိုလို့ရှိရင်ဇန်နဝါရီမှာလဲသူတို့အကူရပါတယ်ဆိုတဲ့ Morgan Gibbs White တို့ကစားမကောင်းနေ and population Elio Anderson တို့လိုကစားမကောင်းတွေကိုလက်လွတ်ရနိုင်တဲ့အခြေအနေမျိုးရှိမယ်။ဘာလို့လဲဆိုတော့အတင်းတင်းဟာမတည်ငြိမ်တော့ဘူး။ Forest တို့ဘာလို့လို့အတင်းမျိုးတွေကမတည်ငြိမ်တော့ဘူးဆိုရင်ဇန်နဝါရီမှာအတင်းကစားမကောင်းတွေကအတင်းပြောင်းကြမှာပဲ။သူတို့ပြင်ကဘာဖလားနေလဲကျွန်တော်နီးကပ်လာပြီဆိုတော့ဗောနော်။ဒါကြောင့် Forest ကတော့ဒီနီးပြရဲ့လက်အောင်မှာတော်တော်လေးကိုတိုင်ပတ်နေတဲ့အတွက်လာမယ့်ဂျပိုင်းနေမှာ positive group ကိုထုတ်ပယ်မဲ့အခြေအနေမျိုးတွေကျွန်တော်ကြားလာရနိုင်တယ်လို့ကျွန်တော်ထင်တယ်။ဒါတွေအားလုံးကပိုင်ရှင်ရဲ့ ဟို management အားနည်းမှုပေါ့နော်ကျွန်တော်ဘလုံးနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောမလဲ knowledge အားနည်းမှုကိုပြသတာလို့ပဲကျွန်တော်ထင်တယ်အလုပ်ဖြစ်နေတဲ့နီးပြကိုထုတ်ပေးပြီးတော့စိတ်ကွင်းရင်ဆန်ဆန်နီးပြမျိုးကိုကျွန်တော်ခန့်အပ်တဲ့အချိန်ကြီးမျိုးမှာခန့်အပ်တော့လေຢာဒီအလေးခန့်အပ်တဲ့အချိန်ကြီးမျိုးမှာဘလုံးမှန်နီးပြတယောက်အတွက်ကအဆင်မပြေခဲ့ဘူးအဲ့ဒီတော့နီးပြဆိုတာတဲ့ဒီလိုရလက်ဒီကြုံတွေ့လာခြင်းအကြောင်းရင်းက ပိုင်ရှင်အပေါ်မှာပိုင်ရှင်ရဲ့လုပ်ရည်တွေအပေါ်မှာကျွန်တော်အများကြီးမူတည်တယ်ပေါ့နော်ဆိုတော့ဒါက Forest နဲ့ပတ်သက်လို့ပေါ့လေဆိုတော့ Chelsea နဲ့ပတ်သက်လို့ကျွန်တော်တို့စပြောရရင်တကယ်တမ်းကဗျာ Chelsea ဒီနေ့ပွဲတကူးမှမပြီးခဲ့ရတာ Nottingham Forest တော်တော်လေးကိုစုပ်လုံးလို့ပါအားကြောင့်လေဆိုတော့ Forest အနေနဲ့တိုင်နှစ်ဆင့်မှန်တဲ့အလုံးလေးတို့နော်ဟိုတိတ်ပိတ်ရတဲ့ box ထဲမှာဘယ်သူမှမရှိပဲတိတ်ပိတ်ရတဲ့အလုံးလေးတို့ကျွန်တော်ရခဲ့တယ်နော်ဒါအပြင်ကျွန်တော်ပထမပိုင်းမှာဆိုလို့ရှိရင် Chelsea အနေနဲ့တော်တော်ကိုစုပ်တာကစားတာ ချဲစီဘက်ကပထမပိုင်းကစားမှုတော်တော်လေးကိုအားနေချက်ကျွန်တော်ရှိပြီးတော့ချဲစီရဲ့အမှားတွေဘောလုံးပြတ်တာတွေကနေဒီစင် Norian Forest ကဒုက္ခပြီးဖို့သူတို့ကြိုးပမ်းတာတကယ်လည်းပဲ Morgan Gibbs White ရဲ့အလုံးလို့ပါလို့ဆိုလို့ရှိရင်အသာလေး B ကနေကက်ပြီးတော့ White ထွက်သွားတဲ့လုံးကြီးကျွန်တော်ရှိတယ်နော်ဒါတွေကချယ်ဆီရဲ့အမှားမျိုးတွေကနေကျွန်တော်ရောက်ဟိုဖြစ်လာတာဆိုတော့ချယ်ဆီကပထမပိုင်းမှာအရန်ကိုအထနှီးလွန်ပြီးတော့တကုတ်ကုတ်ကိုလှုပ်ဖို့အတွက်ဆိုလို့ရှိရင်ယော်ဒီယော်ရဲ့ဒီကျွန်တော်ဖြစ်နေကြတယ်ဗောနော်အဲ့တော့ကျွန်တော်အနေနဲ့အချီနီက ပထမပိုင်းမှာတော်တော်လေးကိုအဆင်မပြေဖြစ်ခဲ့တာ Chelsea ဘက်ကဒါပေမဲ့အဲ့ဒီ Chelsea ရဲ့အဆင်မပြေသည့်တိုင်အောင်ကိုပဲ Chris Nottingham Forest ဘက်ကလည်းဘာမှအတုံးမချနိုင်ဘူးဆိုတော့ဒီပွဲမှာကစားမားတွေကလည်းအပြစ်ကျွန်တော်တို့ကတင်ခံရသင့်တယ်လို့ကျွန်တော်ထင်တယ်။ Nico Williams တို့ပါတို့ဆိုလို့ချင်း Chelsea ရဲ့ box ထဲမှာ Udwan ရဲ့ box ဇင်ချန်ကိုပဲဖျက်တင်ဖို့ကနေစင်ကျွန်တော်အသားလေးပိတ်ခွင့်ရတယ်။ထောင်တက်သွားတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ကအဲတိုက်စစ်စာမဖြစ်တဲ့ဘရာဇီးယားကောင်လား Igor ဆိုတဲ့ကောင်ဟိုဘယ်လိုပြောမလဲ ကန်ခွင့်ရတယ်တိုင်တစ်ခုလုံးကိုထွက်ပြီးတော့ကျွန်တော်တို့အနေနဲ့ဒါမှန်ပြီးတော့ကျွန်တော်ပြန်ထွက်လာတယ်။နော်ပြန်ထွက်လာတယ်ဒါအပြင်အီဒီယာပေါက်ချိန်မှာမကန်တဲ့အလုံးတွေကိုဆွတ်ဆက်ကန်ကြရင်းနဲ့တိုင်ပက်လွန်းလို့ချဲစီရတော်တော်ကိုပေးဖို့မဲ့ဖြစ်ခဲ့တာပေါ့နော်။ အဲအဲ့လိုအဲ့လိုပဲ Chelsea ဘက်ကလည်းပထမပိုင်းတော်တော်အဆင်မပြေဖြစ်ပြီးတဲ့နောက်ပိုင်းဒုတိယပိုင်းမှာဆိုလို့ရှိရင်တော်တော်လေးကိုအပြောင်းအလဲတွေဖြစ်လာတာကစားမားတွေရဲ့ဘက်ကရောပါဒုတိယပိုင်းကျွန်တော်နေတဲ့ဒီပွဲမှာခြေသွမ်းကောင်းပြသွားတဲ့ Neto တို့ပါတော့ဆိုလို့ရှိရင်ပထမပိုင်းမှာတော်တော်တိုင်ပတ်တယ်ပထမပိုင်းမှာ Neto ရဲ့ဖြစ်တင်ဘောတွေကတိကျမှုနှုံတအားကိုအားနေတယ်အဲဒါအပြင်ရောက်တဲ့ကစားမားကျတော့လေ Area Box ထဲမှာတိတ်ပြီးတော့ဟိုအဆင်မပြေတဲ့ကစားမားတွေစီကျွန်တော်ရောက်တယ် ဆိုတော့ဘဲချန်းကနေတားလျှောက်သူဖြစ်တင်ပေါ်ပြီးတင်နေတာတော်တော်လေးတိုင်ပက်တယ်ဒါပေမဲ့သူ့ကိုကျွန်တော်ဘောနော်ညာချန်းခဏရောက်သွားတယ်သူဖြစ်တင်ပေါ်ပြီးတဲ့အချင်းမောင်းခေါင်းတိုက်သွားတယ်ဒုတိယပိုင်းစစချင်းမှာ Chelsea အနေနဲ့ Forest ရဲ့အငိုင်းကျွန်တော်နေရှိမှုကိုသူတို့အသုံးချခဲ့တာပဲအဲ့လိုကနေတော်တော်လေးအချင်းကြီးကောင်းသွားတာကောင်းသွားပြီးတော့ဥဆောင်ကိုကျွန်တော်ရတယ်ဒီကောင်လေးကအသက်၈နှစ်အရွယ်ကလေးက Chelsea ကိုရောက်တာအချင်းမောင်းကဆိုတော့အခုလိုမျိုးစီနီယာကစားသမားဘဝမှာပထမဆုံးကိုတွင်းကိုရသွားတာကတော့ဒါတော်တော်ကောင်းတယ်လို့ပြောရမှာပေါ့နော်ကစားမလေးတွေတော့ဒါအပြင်ဒုတိယကိုလည်း ဟိုဂိုးသမားလည်းလူပါတယ်ဒါပေမဲ့ဂိုးသမားရဲ့ရှိမှရှိတဲ့ Northern Forest Wall ကလည်းလူတယ်ဗျလူ Wall ကလည်းကစားမအဲ့နှစ်ယောက်ကြားထဲကနေပြီးတော့ James ကအသားလေးတူပြီးတာကို Neto ကအမှားမျိုးမရှိကန်သွားတာဂိုးသမားပုတ်လိုက်သေးတယ်နော်ဒါပေမဲ့လို့ကျွန်တော်နေနဲ့လုံအောင်ဂိုးသွားပြီးတော့တတိယဂိုးကတော့ James ပေါ့ Area Box ဆက်မှာကျွန်တော်တိတ်ပိတ်ခွင့်ရတယ်နော်ဟိုတောင်းကန်ဘောကနေရတဲ့အလုံးကိုဒါအပြင်ကျွန်တော်ဒါမူရာတိုရဲ့ပေါင်းနှလုံးကားတွေဂျားတွေကနေကျွန်တော်ဝင်သွားပြီးတော့၃ဂိုးဖြစ်သွားတာဆိုတော့ဒါကြောင့်ပြောတာ set piece တွေဖြစ်တင်ဘောတွေ crossing တွေနော်ဒါတွေဟာ နိပြပူစီကိုကလူရဲ့လက်အောက်မှာတအားကိုပြက်တနာဖြစ်နေတာဒါကိုချက်ကြီးကကောင်းကောင်းသုံးလုံးစလုံးကိုအဲ့ဒလူကနေပြီးတော့ကျွန်တော်တို့အတုံးချသွားတယ်ဆိုတော့ဒါကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင် Forest ကော Chelsea ကိုကျွန်တော်ကောင်းကောင်းအချိန်ဒီကိုမြင်နိုင်နေပေါ့နော်။နောက် Chelsea ရဲ့ဘက်ကတော့အပြောင်းလဲကြီးကျွန်တော်လှုပ်တယ်။အဲနိပြဘန်းကန်တက်ချိုင်းဘန်းကန်ထားတာဖြစ်တဲ့အတွက်နိပြအတွက်လည်းကိုတိုင်းကိုကြစိတ်တိုင်းကြကြီးကြပ်ခွင့်တော့မရဘူးပေါ့နော်။ဒါပေမဲ့လည်းလို့ ဒါစိတ်အေးလေးဖြစ်ခဲ့တယ်ကလင်းရှိလေးရတယ်အဝေးကွင်းလည်းဖြစ်တယ်သုံးခုပြည့်နေလဲနိုင်နေဆိုတော့ချဲစီတွေကအစင်တော်လေးကျွန်တော်ပြည်သွားတယ်ဒီညမှာကိုင်စီတို့ဘာလို့ကဒုတိယပြိုင်မှာဝင်ကစားကွင်းရတယ်ဒါအပြင်ကျွန်တော်တို့ဘနော်အန်ဇိုဖရန်နက်စ်တို့ဘာလို့ကစားမတွေမပါနိုင်ခဲ့ဘူးနောက်တန်းကလည်းတူစင်တို့ဖြည်းဖြည်းချင်းဒါအချင်းပေါင်းရဲ့နေရာကိုဝင်ပြီးတော့ပြန်ကစားတယ်လို့အဲချာလိုဘာလို့ဘာလို့ဆိုလို့ကြီးလည်းပြန်ကစားနိုင်တယ်ဒါတော့ဒီပွဲမှာဂါနာချိုတို့ဘာတို့ကလုံးဝကိုအဆင်မပြေတာမရဘူးဂါနာချိုကတည်လဲနော်ဒီလက်ရှိချိန်ဒီချယ်ဆီကိုရောက်တဲ့မြဂါနာချိုသူတော်တော်လေးတိုင်ပတ်နေတယ် နော်ကာနာချူဘလူးမန်အဆင်မပြေဘူးအန်ဒရယ်ဆန်တိုစ်တို့လည်းတာမန်ထက်မပိုးဘူးဂျာအိုပက်ထူကတော့ဗျာအမှန်တကယ်ပြောရင်ဂျာအိုပက်ထူကတိုက်စစ်မှုစစ်စစ်ပြကစားနေရတာသူ့ရဲ့အကြီးအသေးကငုတ်တယ်။ဘာလို့လဲဆိုတော့သူကရိုင်းကဘောလုံးဆင်းပြီးတော့လက်ခံရင်းနဲ့ကစားမှာတောင်မန်ဒီမှာအထိုးလှုပ်လှုပ်ချင်တဲ့ကစားမှာမျိုးအဲ့တော့တိုက်စစ်မှုစစ်စစ်အထပ်ပါတော့ဂီယူတို့ဘာလို့လို့ကစားမှာတွေလီယန်ဒီလက်တူတို့ဘာလို့လို့ကစားမှာတွေမလာသေးရတော့ဂျာအိုပက်ထူရဲ့အကြီးအသေးကိုအပြည့်ဝရမှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ဂျာအိုပက်ထူဒီတိုက်စစ်မှာနေတဲ့ပလေယာမျိုးကျွန်တော်မဟုတ်ဘူး။နော်ဆိုတော့ ဟိုနောက်ကိုဆင်းလာပြီးတဲ့အခါကျတော့ဗောနောဘောလုံးလေးတဲပြီးတာနဲ့ကျွန်တော်တို့အနေနဲ့ဗောနောတိုက်စစ်ကစားမကူပြီးဒါမှမဟုတ်ကိုယ်တိုင်းတော့ဒါမျိုးတွေရှိမှသာအဆင်ပြေမှာနောက်ဒါကြောင့်ကျွန်တော်ကြည့်မယ်ဆိုရှင်ရင်တိုက်စစ်မှာဂျာဝပက်ထရိုတယောက်ပဲကျွန်တော်လှုပ်နိုင်တယ်ကာနာချိုလည်းဘာမှမလှုပ်နိုင်ဘူးအဲ့လိုဖြစ်နေရင်းနဲ့ဒုတိယပိုင်းမှာအပြောင်းလဲကြီးကျွန်တော်ရှိလာတာနောက်တစ်ခုကကျွန်တော်အနေနဲ့ဂူစတိုက2ဝါတနီကျွန်တော်ထိတယ်ချယ်ဆီပရိသတ်တွေတော့အာနော်အနီးကထိပြန်ပြီကွာတော်သေးတာပေါ့ထိကကမလိုဂူစတိုမှုလို့ဆိုပြီးတော့မြင်ဟောမြင်ကြနေမြဲဒါပေမဲ့ဟိုဒါတွေကပေါ့နော် တိုက်ဆိုင်မှုကျွန်တော်မဟုတ်တော့ဘူးပေါ့ကစားမားတွေအနေနဲ့ဒီတက်ပူပြီးတော့ဘယ်လိုပြောမလဲကျွန်တော်ဒီဟိုစီစီကမ်းပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ရှိရင်ပူပြီးတော့ကျွန်တော်တတိထားဖို့ကျွန်တော်လိုပြီအခုဆိုရင်ပြန်နောက်ဆုံး6ပွဲမှာ9ပွဲဆက်တိုက်ကျွန်တော်အနေနဲ့ဘောနောကျွန်တော်သာအနီးကကျွန်တော်ထိတယ်ဒါဟာအချင်းညီကောင်းတည့်ရကျွန်တော်မဟုတ်ပါဘူးဒါအခြေအခြေအနေကောင်းတည်းမဟုတ်ပါဘူးဆိုတော့နာဝတနီတိတည်းမလိုအပ်တဲ့ challenge တွေလုပ်တယ်ဗောနော်အဲဒါကြောင့်အခြေအနေမရှိဘူးဒါပေမဲ့အနီးကကျွန်တော်တို့ထိသွားပြီးတော့တိုင်ပက်ပြန်တယ် ါတွေကတိတ်မဖြစ်တဲ့တော့ကစားမားတွေအနေနဲ့ဒီတက်ပို့ပြီးတော့ကျွန်တော်မနော် discipline ရှိကြီးကစားအသင့်နေပေါ့။ဘာပဲပြောပြောရလက်ကတော့ Chelsea တွေကပထမပိုင်းအဆင်မပြေခဲ့သည့်တန်ရောင်အကောင်းဆုံးပုံစံနဲ့ပြန်ပြီးတော့တုံ့ပြန်သွားတာတဲ့တော်တော်လေးအချိန်ကြီးကောင်းနေလို့ကျွန်တော်ထင်တယ်။ဒီကလို့ရောဘလူးမင်းရလည်းဒီပွဲနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကျေးမာတယ်။